25ရက်9လပိုင်း2022နှစ်မနေ့7နာရီမှာပေါ့နော်ကျမတို့အင်ရှီယာလဲကွန်ကရစ်လမ်းပေါ့မနေ့အရင်နေ့24ရက်နေ့ညနေပိုင်း6နာရီရွာလိုက်တဲ့မိုးကတညလုံးပဲသူအနေပိုင်းထဲမှာနှုံးနေတင်းနေတာပေါ့နော်အဲကျမအင်ရှီမှာပဲကြဲငါယုံရင်းကြီးကလည်းရှိတယ်အသီးတွေကလည်းအများကြီးပဲပေါ့နော်ကျမအသီးခုမဲဆိုဆင်းလိုက်တာအဲ့မှာဆင်းလိုက်တဲ့ခါကျတော့ဖနက်ကဆင်းကြဖနက်ကပွိုက်မရှိဘူးလေအမဘဲဘဲခြေောက်ကတထွာလောက်လေးချော်သွားတယ်ညာဘက်ကဒူးတုတ်ပြီးကြာသွားတာပေါ့နော်ကြာတော့အောက်ကကြောက်ပြား အမခွက်ခနေပဲလေအုတ်ရှိသီးကိုရိုက်ခွက်လိုက်တယ်လို့ပဲအဲ့နဲ့အမလေးတော့ခွက်ခနေပဲတော့ဆိုပြီးမှလေကျမဒူးကိုကြည့်လိုက်တဲ့အခါမှာဒူးနဲ့ပေါင်အဆက်ကလေးအပြုတ်သွားအကြီးပေါ့နော်တူရောမောင်ရောပြေးထွက်လာပြီးကျမကိုပွေတဲ့အခါမှာ အဲပြွေလို့မရဘူးခြေတော့ကတန်းလန်းလဲချလို့မရဘူးလေသူကအနှိမ့်မြင့်မကြီးကိုအရန်နာနေတယ်ပဲအိမ်နေချင်းအမကြီးကိုအကူကြီးတောင်းပြီးတော့ပေါ့လေကျမအိမ်ထဲကိုရောက်လာပါတယ်ရောက်လာတဲ့ခါမှာအဲ့မှာတူလေးကိုตาကြီးကြီးကိုလင်းစည်းနဲ့ပုံလန်ပေးမြ мян ပေးမြ мян ပေးပေါ့နော်အဲ့ဒါမှာကျမလင်းစည်းငါးလုံးပုံလန်ဆယ်လုံးတောက်ပါတယ်ပြီးတဲ့ခါမှာပွဲရုံကိုအလုတ်သွားနေတဲ့မောင်လေးနဲ့ရောင်းမောင်ကျမဖုံးဆက်ခေါ်ပေါ့နော်ခေါ်ပြီးတဲ့ခါမှာကျမနေပြီးတော့စပူတီတီဆေးရုံကိုသွားပါတယ်လမ်းတစ်ချက်အောင်မှာလဲကျမကလင်းစည်းငါးလုံးပုံလန်ဆယ်လုံးကိုအဆက်မပြတ်ကျမတောက်သွားတာပေါ့နော် နေ့လယ်၁၂နာရီထိုးတဲ့အခါမှာကျွန်မဇဗူတိတိဆေးရုံကိုရောက်ပါတယ်ရောက်တော့ဓမ္မန်ရိုက်တယ်နှလုံး ECG ဆွဲတယ်စီဂျိုသွေးဂျိုသွေးတိုးကိုပစ်ပေါ့နော်အားလုံးစစ်တဲ့အခါမှာကျွန်မမဘာမှမရှိဘူးအဲ့မှာဆီယောင်ကနေ့ဘာမှမစားတော့နဲ့ည9နာရီခွဲစိတ်ခံဝင်ရမယ်ပေါ့နော်အဲ့မှာကျွန်မမနေ့စာစားထားတာလဲအန်လိုက်တော့ဘာမှမကြံတော့ဘူးအဲ့မှာကျွန်မဒီလင်စီငါးလုံးပုံလန်ဆယ်လုံးကိုပဲအမ်7မိနစ်15မိနစ်ချပြီးတော့မှလေရေလေးနည်းနည်းလေးနဲ့ကျွန်မတောက်တာပေါ့နော်အဲ့နေရာတော့ကျွန်မတစုံကွဲကြော်ကြော်ပေါ့နော်ပုံသွားပါတယ် ည9နာရီမှတင်းကြတော့ကျမကိုခွက်စိတ်ခံနေသွင်းတယ်ပေါ့အဲ့မှာခါကိုထုံစေးထိုးတဲ့အခါမှာထုံစေးကတော်တော်နဲ့မထုံဘူးမထုံတဲ့အခါမှာသူကမေးစေးပါထိုးချလိုက်ရောအမကျွန်မတနားကြီးလောက်အိပ်ပျော်တော်လိုလေးဖြစ်သွားတာသတိပြန်ရလာတဲ့ခါကျဒီမိစားကြီးထဲမှာမြင်နေရတာလေကျွန်မဒူးယူခွဲထားတာလေအကြီးပဲအဝါလေဂုံညင်းတွေကလည်းဝါရနဲ့မတုတ်ရသေးဘူးချုပ်လည်းမချုပ်ရသေးဘူးကျွန်မခေါင်းထောင်ကြည့်တာခေါင်းထောင်ကြည့်ဆီယောင်းဝါဆီယောင်းဝါဒီအမျိုးသားနတ်စတီယာဝါပြန်လဲပြန်လဲပြန်လဲမူးလိုက်မယ်မူးလိုက်မယ်ပြန်လဲပြန်လဲအန်တီဖြစ်တာတော်တော်ဆိုးတာနော်အန်တီအထက်မှာတွေးတယ်လေအများကြီးယူနေတာအန်တီ အဲ့နဲ့ပဲကျမက9နာရီခွဲကျော်မှခွဲစိတ်ခံထွက်ရတာပေါ့နော်။ဓာတ်စာစားတာကကြတော့ကျမကတနေ့ကိုတစုံလုံးနဲ့9ရက်ပါ။နှစ်ရက်တစုံလုံးနဲ့15ရက်ပေါ့နော်။နောက်4ရက်တစုံလုံးနဲ့9လပေါ့။ဒီနေ့ကျမဒီနေ့ချိန်ထိပေါ့နော်။တနေ့ပါ3စ3ချိန်ကျမ2ချိန်ဆက်ပြီးတော့တောက်နေပါတယ်။ဒီအာရှလင်စီပေါ့နော်။တောက်တဲ့အခါမှာဆိုလို့ရှိရင်ကျမပုံလန်ခက်ခဲရှိတဲ့အခါမှာလက်ဖက်ချောက်ပါနဲ့တွဲတောက်တယ်။ကျမတုံ့ပြန်မှုကကြတော့10ရက်ကျော်ကျော်လောက်အရန်အိတ်ချင်တယ်။ပြီးရင်1နေသွားရတယ်ပေါ့နော်။ ်ဒီအာရှလင်စီတောက်တဲ့အခါမှာကျမတွေဘာတွေထူးခြားလာလဲဆိုလို့ရှိရင်လေမှတ်ညံနေရအရင်ကထက်ပိုကောင်းလာတယ်ဘလောက်ဒီကောင်းလဲဆိုရင်အိမ်မာလေး session နဲ့မပြည့်သေးတဲ့တူမ40မပြည့်သေးတဲ့ရောင်းမပေါ့တို့တဲ့ကျမမှတ်ညံနေရန်ကောင်းတယ်ပြီးလို့ရှိရင်အလောက်ကလည်းတို့တဲ့အများကြီးပိုလုံနိုင်တယ်အသားရည်ကြီးလင်းလာတာပေါ့နော်ကျမတဲ့60ကျော်ပြီလို့ပြောရင်လေမယုံကြဘူးလေလူရမယ်ကိုလေးကျင်ကလည်းစစ်လာတယ်ကျမနှစ်ခါခွဲစိတ်မှုလောက်ရတာပါပထမဦးဆုံးခွဲစိတ်တုန်းကကြတော့ကျမကကိုချက်ချုပ်ရတယ်နောက် တက်လာရှိတော့ကျွန်မပြန်ပြနောက်တစ်ခါတက်လာရှိတော့စားခြင်းနဲ့တစ်ခါပြန်ပြပေါ့နော်လေးလာရှိတဲ့အခါမှာကျွန်မဒုတိယကြိမ်ဒီဂုံချင်းတွေကိုတုတ်ထားတဲ့ဝါယာတွေကိုပြန်ခွဲထုတ်ရပါတယ်ခွဲထုတ်တဲ့အခါမှာဆိုလို့ရှိရင်6ချက်ချုပ်ရတာပေါ့ကျွန်မချုပ်ရိုးချောင်းတွေကိုဒီအာရှလင်စီးနဲ့အုံးစီနဲ့ကျွန်မတွဲပြီးတော့လိမ့်တဲ့အခါမှာချုပ်ရိုးချောင်းတွေမကြံခဲ့ဘူးသူကတန်ပါန်မှာဆိုရင်သူကကင်းချေများလိုပဲလေချုပ်ရိုးချောင်းတွေကြံခဲ့မှာလေအဲ့မှာကျွန်မလိုဖြစ်တဲ့အမတယောက်ကဒီအာရှလင်စီးအကြောင်းကိုမသိတဲ့အခါမှာသူကနှစ်နှစ်ကြာကြာနဲ့လမ်းလျှောက်နိုင်မှုပြီးလို့ရှိရင်လည်းပေါ့နော် ူတင်း300ကျော်လောက်ကုန်တယ်ကျမဆို100တောင်မကုန်လိုက်ဘူးဆရာဝန်ကလေအဲအန်တီးတဲ့ဂျိုင်းတောင်းနဲ့မသွားနဲ့ချော်လဲရင်ပြန်ကျိုးမှာဆိုလို့လေးချောင်းတောင်းနဲ့23ရက်ရှောက်ဆိုကျမ12ရက်ပဲရှောက်လိုက်ရတယ်ဒီ3လောက်ကွဲလုံးလုံးကလေ6ယောက်ကကွေးလို့မရဘူးထမင်းစားရင်လည်းခြီးစင်းဖျားရှင်ကိုလည်းခြီးစင်းပေါ့နော်နောက်ပိုင်းကျမလေးကျင်ကန်းနဲ့တွဲရတယ်6လောက်ပြည့်တဲ့အခါမှာကျမဆိုင်ကယ်ပြန်စီးတာအဲ့ကြလေအရန်အော်တာမိတ်ဆွေတွေရောဆွေမျိုးတွေရောလေဟာဟာဟာဘလို့ဖြစ်တာလဲမြန်လာကြီးလားပေါ့နော်ကျမကိုယ်တိုင်လည်းအရန်အော်တာပဲကျမ6လောက်နဲ့ဆိုင်ကယ်ပြန်စီးနိုင်တာပေါ့နော် ဒါကြောင့်မလို့လေဒီအာရှလင်စည်းကိုလေကျမကြည့်ပြီးတော့မှလေယုံကြည်မှုတွေဖြစ်ကြတာပေါ့နော်ဖြစ်ပြီးလိုက်စားတဲ့လူတွေအများကြီးပဲစင်ကာပူကတောင်မှလေနှစ်ဦးပေါ်ပါစားကြတယ်ပေါ့နော်ဒါကြောင့်မလို့လေကျမကဒီလိုမျိုးဟိုလေကျမကျမကြီးတွေမြန်မြန်ပြန်ကောက်မိတ်ဆက်ပေးတယ်မထေးကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ဆရာမကြီးကိုလည်းရင်နဲ့သေးသေးရနေပြီးတော့လိုက်လိုက်လေးလည်းအထူးကျေးဇူးတင်ရှိပါတယ်ရှင်